မင်္ဂလာပါရှင်ရှမ်းရဲ့ကွန်မီဒီယာကနေရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ငလျင်တန်တဲ့ဟိုပုံမျိုး သီရိမင်္ဂလာ ရွှေချမ်းသာမွေတော်ဖေယားပြန်လည်ပြင်ဆင်မွမ်းမံရေးကွင်းစင်ကြည့်ရှုတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်သည်နေဆက်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဘိုးချုပ်ဖြူတန်းသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဝေထွန်း ပြည်내ဝင်ကြီးများပို့ဦးကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာစီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌနဲ့တာဝန်ရှိသူများလိုက်ပါလျက်မက်ရှလာ31ရက်နေ့ညနေ6:00နာရီကဟိုပုံမြို့ရှိသီရိမင်္ဂလာရွှေချမ်းသာမွေတော်ဖရာတို့ရောက်ရှိခဲ့ပါတယ်။ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့တီးဒီရီမင်္ဂလာရွှေချမ်းသာမွေတော်ဖရာကြီးအားဖူမြော်ကြီးညို၍ပန်းရည်ချမ်းစီမီများဆက်ကပ်ပူဇော်ပြီးဟိုပုံမျိုး တုံခမ်းဖုံးတော်ကြီးကျောင်းဆရာတော်ကြီးထံလူပွဲဝတ္ထုပစ္စည်းများဆက်ကပ်၍ဒီရီမင်္ဂလာရွှေချမ်းသာမွေတော်ဖရာကြီးပြန်လည်ပြုမြမွန်မန်နိုင်ဆရာတော်ကြီးထံရှောက်ထားခဲ့ကြပါသည် အဲ့ဒီနောက်ပအုပ်ကိုပိုင်းအုပ်ချုပ်ခွင့်ရဒေတာစီမံအုပ်ချုပ်ရေးဖွယ်ဥက္ကဋ္ဌဥခွန်ရဲထွေးကတိရီမင်္ဂလာရွှေချမ်းသာမွေတော်ဖရာကြီးငလင်တန်သင်္ကေမှုနဲ့ပအုပ်ကိုပိုင်းအုပ်ချုပ်ခွင့်ရဒေတာအတွင်းတဘာဝဘေးရန်နေဆိုင်ရာဆောင်ရွက်မှုများနဲ့ပတ်သက်၍ရှင်းလင်းတင်ပြခဲ့ပါတယ်။ ရင်နောက်ပြည်နယ်ဝန်ကြီးချုပ်ကငလင်တန်သိမ်းခဲ့သည့်ဟိုပုံမျိုးရှိသီရီမင်္ဂလာရွှေချမ်းသာမွေတော်ဖရာကြီးပြန်လည်ပြုပြင်မမနိုင်ရတဲ့အတွက်ကော်မတီများချက်နေတကြဖွဲ့စည်းရေးဆောင်ရွက်ရေးမွေတော်ဖရာကြီးသည် ရှီဟောင်းဖရာကြီးဖြစ်သည့်အတွက်မူလအတိုင်းရှီဟောင်းလည်းရမပြတ်ပြန်လည်ပြင်ဆင်နိုင်ရေးဆွေးနွေးကငလင်တန်ကြောင့်မြေခခဲ့ရသည့်ဇီဒီတော်ပရဝေါ်အတွင်လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရှိရပါတယ်ရှင်။